ကော့ပတ်နဲ့လူငယ်နှစ်ယောက်ရဲ့မင်းနဲ့ရော့ကြခြင်းအားလုံးပဲမင်္ဂလာပါရန်ကုန်စပေါ့တီဗီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကကိုဆိုမအန်ဒရီဘာတာတီဆောက်ပေးထားတဲ့တောင်းလင်းတဲ့လူစင်းဟာအာဆင်နယ်အတွက်ဒီရာသီမှာအကောင်းဆုံးဆုလက်တကူဖြစ်လာပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကအတိုင်းဒိုင်ယာပြဿနာတွေဇက်တိုက်ကြုံရဆဲဆိုပေမဲ့အသင်းရဲ့ရလက်တွေရင်းရင်သွားတာမျိုးမရှိတော့ဘဲဖြည်းဖြည်းမှန်မှန်ရှေ့ဆက်နိုင်ခဲ့ပါတယ်ချန်ပီယံလိမှာပေးကိုမဲ့နိုင်ပွဲတွေဇက်တိုက်ယူထားသလိုပရီးမီးယားလိရဲ့အဆင့်တနေရာကိုလည်းလီဗာပူးရဲ့နှစ်ပွဲဆက်အရှုံးကြောင့်ရယူထားခဲ့ပါတယ်ဂိုင်ဟာဗက်ဂျေဇူးတို့ကိုလက်လွတ်ထားရတဲ့ ဆာလီဘာဒန်ယာဂျုံခဲ့တယ်လို့အသင်းကောင်းဆောင်အိုဒီကဟာသုံးဖွဲ့ဆက်ဒန်ယာပြဿနာကြောင့်လူစားလက်ခံလိုက်ရပါတယ်။အခုဆိုရင်ဒူးအယွတ်ဒန်ယာဆိုတော့ဘယ်လောက်ထိအနားယူရအောင်မလဲအတိအကျမသိနိုင်သေးပေမဲ့နားရအောင်မှာတော့သိကြပါရစေ။ဒီလိုအချိန်ဒီကြားမှာအသင်းရဲ့ဟန်ချက်ရီသန်ကိုထိခိုက်မသွားတာကစကော့ဒက်ရဲ့တောင်းတမှုကြောင့်ပါ။တနေရာမှာဒေါင်းတော်မီနှစ်ယောက်စီလောက်ရှိလာတဲ့အနေထားဟာကျေနပ်စရာပါ။ဒါပေမဲ့ဘေးရွက်ဆိုချိုးအဖြစ်ကိုရိုးရဲ့ဟေးလန်ထွက်လီနှစ်ယောက်တို့ကပွဲချိန်မိနစ်တွေရောကြလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာစကယ်လီထွက်ပေါ်လာခြင်းဟာပြဿနာများသောကိုဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရကြရုံးကန်နေရတဲ့ Calafio Request လက်ကိုခြားနားတဲ့ပုံစံနဲ့ဖြည့်တင်းပေးသွားနိုင်ခဲ့ပါတယ်။ Wanneri ကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်တည်းကပြည်သက်တည်ရင်းနှီးပြီးသားဆိုပေမဲ့ Breakthrough Season ဆိုရင်မနစ်ကရာသီကိုပဲရည်ညွှန်းရမှာပါ။ Saka Odigat တို့အလှည့်ကျဒဏ်ရာတွေကြုံရချိန်မှာ Wanneri ကသူ့တံပိုးကိုတက်တည်ပြခဲ့ပါတယ်။နှစ်ယောက်စလုံးက Champion League ရှုံးထွက်အဆင့်နေအထိအသင်းအတွက်အကျိုးပြုနိုင်ခဲ့ကြပါတယ်။ Wanneri က minute 2400ကျော်၊ Skelly က minute 2600ကျော်ကစားခဲ့ပါတယ်။နွေရာသီမှာတက်တန်းတို့စာချုပ်တွေချုပ်ဆိုခဲ့ကြပြီးအမ်ရိတ်မှာသူတို့ရဲ့အခန်းဆက်ပုံမြင်တွေဆက်လက်ရေးထိုးဖို့အသင့်ဖြစ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ပုံမူတောင်းတင်းလာတဲ့လူစင်းအရာသူတို့တို့ပွဲချိန်မိနစ်တွေဟာပိုပြီးပါလဲရလာပါတယ်။ဒီယာဒီမှာလဲစာကာရောအိုဒီကတ်ပါဒိုင်ယန်ရနေခဲ့တာပါ။ဝန်နရီကအိုဒီကတ်ဒိုင်ယန်ရသွားတဲ့ lease Northern Forest တို့ရဲ့ပွဲဒီမှာလူစားဝင်ကစားပြီးပုံစံကောင်းတစ်ချို့လဲပြသနိုင်ခဲ့ပါတယ်။ပေါ်ထခွင်းကိုတော့ Port Vee နဲ့ကာရာဘောင်ဖလာပွဲစဉ်တစ်ပွဲတည်းမှသာရထားပါတယ်။လက်တွေ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်အိုဒီကတ်ရဲ့နေရာအတွက် easy ရှိလာပြီးစာကာရဲ့ညာတောင်ပိုင်းမှာမာရူဂီဒိုင်ယန်မရခင်အထိဇက်တိုက်ပုံစံကောင်းကိုပြသသွားခဲ့ပါတယ်။တကယ်တမ်းရွေးမှန်ဆိုရင်အိုဒီကတ်ကိုဖယ်ထားလိုက်ရင်တော့ ်အာဒီဒါရဲ့ပွဲထွက်ကွင်းလည်းအတွဲဖက်က Rise Zubimendi easy ဒါမှမဟုတ် Rise Zubimendi Marino တို့ပဲဖြစ်နေပါလိမ့်မယ်ညာတောင်မှမှာဝင်ကာဆစ်ဆစ်ပူဆန်တဲ့ Maruyuki ကပဲပိုခွင့်ရရှိမှာပါဒီတော့ Wanderi အတွက်နေရာတနေရာကပြီးခဲ့တဲ့ရာသီတုန်းကတည်းကပိုခက်ခဲလာမှသိကြပါရယ် Skelly ကြတော့လက်ရှိ Color Fury ရဲ့ဖောင်ကြောင့်အရန်ခုံမှအချိန်ဖြုံးနေရတာပေါ့ Italy နောက်ခံလူကဒီရာသီမှာတော့ကြန့်ခိုင်မှုအပြည့်ယုံကြည်မှုအပြည့်ကစားနေတာကြောင့်လက်ရှိခြေစွမ်းအရလူစင်းကနေဖဲတော့ဖို့ခတ်ပါရယ် Skelly ရဲ့မူရင်း position ကွင်းလယ်မှာနေရာလူဘုကပိုတော်ခတ်အောင်မယ် စကယ်လီယာပေါ်ဗီအိုလံပီယာကုစုနဲ့ပွဲဒီမှာပဲပွဲထွက်ခွင့်ရပါသေးတယ်။စုစုပေါင်း263မိနစ်ကစားခွင့်ရထားပြီးဝန်နရီကတော့235မိနစ်ပါ။ဒီလူငယ်နှစ်ယောက်ရဲ့ပွဲချိန်မိနစ်ရော့ကျလာမှုအပေါ်မေးခွန်းထုတ်ကြည့်တဲ့အခါတခါတလေတော့ဖောင်ကြောင်းတခါတလေတော့နီးပြူဟာအခင်းချင်းကြောင်းမှာဘောရဲ့အခြေအနေပေါ်မူတည်ပြီးဒီကောင်လေးတွေအတုံးဝင်လာမယ့်အခိုက်အတန့်တွေရှိလာရင်တေချာပေါက်သုံးမှာပေါ့။ဤတန်ကအိုရီကတ်ဒဏ်ရာရတဲ့နှစ်ပွဲမှာဝင်ကစားခဲ့တယ်။စကယ်လီလည်းဒီတိုင်းမှာပဲ။ ဘွဲထွက်ခွင့်ရတာပဲဖြစ်ဖြစ်လူစားဝင်ရတာပဲဖြစ်ဖြစ်သူတို့အစင်းနဲ့ပြင်ထားကြမယ်လို့ယုံကြည်ပါတယ်လို့အာဒီတာကဖြေသွားပါတယ်။ဘွဲကစားခြင်းရောကြလာခြင်းနဲ့အတူစကယ်လီတို့ကစိုးရင်စရာကောင်းတာကကဘာဖလားလူစင်းမှာပါဝင်ခွင့်အိမ်မက်ပါ။ International break တွေမှာဇတက်ရွေးချယ်ခံလာရတယ်လို့ဒီဒီချင်းလည်းပါဝင်လာခဲ့ပေမဲ့ Thomas Tuchel ကဘသူ့အတွက်မှအာမခံချက်မရှိဘူးလို့တတိပေးခဲ့ပါတယ်။ဘယ်နောက်ခံလူစစ်စစ်ရှားပါနေတဲ့လက်ရွေးစင်အသင်းတို့ကစကယ်လီစူးစမ်းနေခြင်းမှာကစားခြင်းရောလာတာနည်းနည်းတော့နှမျောစရာပါ။ ဝန်နရီအတွက်တော့သူ့ရှေ့မှာစီနီယာတွေအစုလိုက်ပြုံးလိုက်ရှိနေပြီးသားဆိုတော့လာမယ့်ကမ္ဘာဖလားအတွက်မလွယ်သေးပါဘူးအခုလိုဖြစ်လာတယ်ပေါ့သူတို့နှစ်ယောက်တော့အားနာမိပြီမဲ့အာဒီဒါအတွက်လည်းအတောင်တင်းဆုံးလူစင်းကိုပဲခင်းချင်းပေးရမှာမဟုတ်လားအကြောင်းတိုက်ဆိုင်လာတဲ့အခါမာရသွန်ခီးရှီမှာမနစ်ကလိုပဲသူတို့ကိုအားကိုးရအောင်မှာပါအခွင့်အရေးရတဲ့အခါအကောင်းဆုံးတက်သေးပြနိုင်ပါစေလို့မျှော်လင့်ရင်းသူတို့ရဲ့တိုးတက်မှုတွေအတွက်စိုးရိမ်နေမှာပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်